ဆာမှာတွားလို့အတွက်ဖရာရဲ့အလိုတော်ဖရာရဲ့အကြောင်းမှာတွားတဲ့အရာကိုအာကစားနဲ့တခြားအရာတွေနဲ့မခဲဖို့လည်းအရာရေးချီတာဖြစ်တယ်ကျွန်တော်တို့အောင်မြင်ဖို့အတွက်အကြောင်းမတွားခိုင်းတဲ့အာကစားတွေလုပ်ခိုင်းတဲ့ဒါပေမဲ့ဝိညာဉ်ရေးပိုင်းဟာတိုးတဲ့ဖို့အတွက်ကြတော့ကျွန်တော်တို့အာမပေးလို့မတိုက်တွန်းလို့ဥစားမပေးကြအောင်အရာချုပ်မိမတွေနေနဲ့ဆင်ချဖို့လိုတယ်ပြီးတော့ထာဝရအသက်နဲ့ဝိညာဉ်ကြီးထွားမှုကိုလေး လေးလျူမရှိပါနဲ့လေးလျူမရှိပါနဲ့ဆိုတာအဲ့လိုမျိုးအဦးစားပြရမယ်ပေါ့။အမသူငယ်သွားရလောင်းမနိုင်ဆုံးမတွင်တင်လော့ဆုံးမတွင်တင်လော့ဆိုတဲ့နေရာမှာလော့ပါလို့ရှင်တော့ညီမတို့လော့ပါတဲ့နေရာမှာအမိတ်ပေးတာဖြစ်တယ်။ဖခင်ကအမိတ်ပေးတာဖြစ်တယ်။တင်းရဲ့သားသမီးကိုဆုံးမတွင်တင်ရမယ်ဆိုတဲ့အမိတ်ပေးတာဖြစ်တယ်။အမိတ်ကြောင့်ဒီနိုင်ငံမှာ တမရအထမအမိန့်ပေးလို့ရှိရင်တော့အဲ့ဒီအမိန့်ပေးတဲ့အတိုင်းကျောင်းနာခံရမယ်။နာမခံလို့ရှိရင်တော့ကျောင်းကအဖြစ်ရှိမယ်။ yes ခံရသွားနိုင်တယ်ထောင်ချသွားနိုင်တယ်။ဆိုတဲ့လိုမျိုးမှုတွေကျောင်းရှိနိုင်တယ်။အဲ့ဒီအတွက်ကျောင်းကျွန်တော်တို့ဖျားခင်ကမိဘတွေကိုဆုံးမတွင်တင်ရမယ်ဆိုတဲ့အမိန့်ကိုပေးတာဖြစ်တယ်။တုံ့ပြုရင်သူဒီဟိုတော့ခါထိုလမ်းမှာမလွဲလိုက်သွားနိုင်ပြီ။ထိုလမ်းမှာမလွဲလိုက်သွားနိုင်ပြီ။ ်ဆိုတဲ့အချိန်မှာဘုရားခင်ရဲ့အလိုတော်တိုင်းသွားနေမယ်ဒါပေမဲ့မိဘအနေနဲ့ကလေးတွေဖျားချောင်းမသွားခိုင်းဘူးသွားခိုင်းစီချင်တဲ့အချိန်မှာသူတို့မသွားချင်ဘူးလို့ပြောလို့ရှိရင်တော့မသွားခိုင်းမဲနဲ့နေခိုင်းတယ်ဆိုတော့တချို့ teenager တွေဆိုလည်းမိဘတွေကကလေးဖျားချောင်းမှာမခေါ်တော့ဘူးအိမ်မှာလည်းနေခိုင်းတော့တယ်။အော်သူတို့နားမလဲတော့သူတို့မဟာတော့ဆိုပြီးတော့နေနေနေနဲ့သူတို့ကအခုဆိုရင်တော့အသက်တွေချိလာတယ်။20ကျော် ဘေဖြစ်လာပြီးတော့တချို့ဆိုတော့အိမ်ထောင်တွေပြုပြီးတော့တို့ကဖျားချုံရောက်တဲ့လူငယ်ပြောင်းများစွာကျွန်တော်တို့မြန်မာလူမျိုးချင်းလူမျိုးမှာပေါ်ပေါက်လာတာဖြစ်တယ်။အဲ့ဒါမှကြောင့်လဲမိဘတွေကသုံးမမတွင်တဲ့လုံးဖြစ်တာဖြစ်တယ်။အဲ့တော့ကြောင့်တို့ college သွားပြီးအလုပ်စားလို့ပြီးဆိုရင်တော့တို့ကဖျားချုံနဲ့ဝေးသွားပြီ။ဆိုတော့မိဘတွေနေနဲ့ဒီတာသမီတွေကိုသုံးမတွင်တင်ရမယ်။ဆိုတော့အဲ့လိုပြောတဲ့အချိန်မှာတချို့မိဘတွေကကျွန်တော်မေးနိုင်တယ် 哦，米娅，你吵架了，变成你心里嘞。啊，哭嘛，跟你老妈妈心里嘞。妈，这罗地罗米娅，真好，真好，什么都对，哪里都挺高挺美，美高美美。后妈嘞，叫妈格林去地方，到老家嘞，地格林变得水油，真好路啦，你保险你找路比。ပြီးတော့ကျွန်တော်ငငယ်လေးကလေးနဲ့လေးငါ6နှစ်ခုနှစ်ကလေးနဲ့ကျွန်တော်ရဲ့ဦးလေးကလေးတွေအတော်ကလေးတွေနဲ့ထင်းပြီးတော့ချင်းပြလာတာဖြစ်တယ် အခုလည်းကျွန်တော်ကလေးတွေရောအများအားတချို့မိပါတွေအလုံးလုံးလုံးမအားလို့ဆိုပြီးတော့ကျွန်တော်ကလေးတွေရောအများအားထိန်းတယ်။ဆိုတော့ဒီကလေးတွေကျွန်တော်အရင်ချစ်တယ်အရင်ကပို့ထားတယ်။တချို့တခါလေကျွန်တော်မိပါတွေထက်တော်မှကျွန်တော်ကဒီလိုရဲ့ကလေးတွေကိုပို့ချစ်သလားပို့ထားပို့ထားသလားလို့ကျွန်တော်အဲ့လိုမျိုးအတွေးခေါ်ရရှိတယ်။ ။ဘာဖြစ်လဲတချို့မိမတွေကဒီတို့ရဲ့ကလေးကိုဖျားသီးတယ်ဖြစ်စေမသီးတယ်ဖြစ်စေစိတ်မောစားနေမိမတွေရှိတယ်။တချို့မိမတွေကဒီကလေးတွေအောင်မြင်ဒီဖြစ်စေမအောင်မြင်ဒီဖြစ်စေစိတ်မောစားနေမိမတွေရှိတယ်။တို့ကအရင် BC BC တဲ့ချိန်မှာဒီလိုမျိုးအချိန်မပေးနိုင်ဘူး။ဆိုတော့နောက်တစ်ခုအနေနဲ့နောက်တစ်ခုအနေနဲ့ why church Mary for the, uh, the children ကလေးများတို့ဖျားချောင်းဒီရဲ့ဘယ်ချောင်းရေးကြည့်တယ်ဆိုတော့ဖျားချောင်းမှာအတင်းတော်မှာဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုတွင်တင်တာဖြစ်တယ်ယုံကြည်ခြင်းအခြေခံအုပ်ရစ်ကိုတည်ဆောက်ပေးပါတယ်ဝိညာဉ်ရေးရာဆုံးမခြင်းကိုအားပေးတယ်ဖျားခင်ရဲ့စံနမူနာနဲ့လူဖွဲ့စည်းကိုပံ့ပိုးပေးတယ်ဒီကလေးတွေကျောင်းစီမှာလာတဲ့အချိန်မှာသူတို့ကနှုတ်ကပတ်တော်ကြားရမယ်သူတို့ကကယ်တင်ခြင်းအကြောင်းတွေလည်းအားလည်ရမယ် ီးတော့ကျွန်တော်တို့ကဒီကလေးတွေကိုမ absence ရှင်လို့ကျွန်တော်တို့ကအကျိုးပို့လို့တာဖြစ်တယ်။အစားအသောက်နဲ့ကျွန်တော်ဒီအတင်းတော်ဒီ ministry ကိုထူထောင်တဲ့အချိန်မှာအကျိုးပို့လုပ်ရမယ်ဆိုတာကျွန်တော်နားလည်တယ်။ဘာဖြစ်လို့လဲမိဘတွေရာစနေတနင်္ဂနွေမှာမအားကြဘူး။အချိန်မပေးနိုင်ဘူး။အာအလုပ်အချိန်ပို့လို့ရတယ်။ပြီးတော့စနေတနင်္ဂနွေနေ့မှာဈေးသွားဆရာကြီးရှိတယ်နားလည်တယ်။အဲ့တော့ကျွန်တော်တို့ကအကျိုးပို့တတ်နိုင်ဆုံးလုပ်တယ်။အကျိုးပို့လုပ်ရတော့မှ မလာနိုင်တဲ့ကလေးတွေများများစွာရှိတယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ခိုင်လုံတဲ့အကြောင်းတခြား state တွေမှာသွားလို့ appointment ရှိလို့ဒါမှမဟုတ်ဒီမကောင်းလို့ဆိုတာတော့ကျွန်တော်နားလေပြည်တယ်။ကျွန်တော်နားလေပြည်နိုင်တာကလေးတွေမလာချင်လို့ဒီနေ့မလာခိုင်းလို့ဆိုရတာ။တချို့မိဘတွေကျွန်တော်ရကျေးဇူးတင်တာတော့တချို့စနေနေ့မှာသွား appointment ရှိတာကျွန်တော်နားလေတယ်။သူတို့ရဲ့သွား appointment ကိုတနင်္လာနေ့တနင်္လာချင်းပြီးတော့လာကြကြတယ်ဒီမှာ။အဲ့ဒါမျိုးမိဘတွေကျွန်တော်ရလေးစားတယ်၊ညှိုက်တယ် တချို့ကြတော့ကလေးတွေ appointment မနိုင်မှရှိတယ်ဆိုခဏနေတနိုင်မှတနိုင်မှရှိတဲ့အတွက်ကြောင့်ကလေးတွေမလာခိုင်းတော့ဘူးလေ။အဲမိဘတွေကျွန်တော်သိသဘောမကျဘူး။ကျွန်တော်သဘောကျတယ်မိဘကျတော့ okay ဆရာကျွန်တော်ကလေးတွေဒီမနေ့တော့လာခေါ်ပေးမှာခဏနေကြရင်ကျွန်တော်လာကြည့်ပါမယ်။ကျောင်းမှာ appointment ရှိရသွားမှာဖြစ်တယ်။ဒါမှမဟုတ်ကျောင်းမှာတခြား state မှာသွားမှာဖြစ်တဲ့အတွက်ကြောင့်ခဏနေလာကြည့်ပါမယ်။တနိုင်လောက်ဆန္ဒနိုင်ခဲလောက်လာကြည့်လို့ရမှာ။သိရတာပေါ့။ absent တာတဲ့ကျောင်းစီမှာလာခိုင်းတာ။ အရာကျိုးရှိတယ်ဆိုပြီးတော့တို့ကျွန်တော်အရာကျေးဇူးတင်တယ်ဆိုတော့နောက်နောက်မှာဆိုရင်လည်းစနေနေ့မှာ appointment တွေပါလို့ရှိပြီးတော့အဲ့ဒီတနင်္လာနေ့ပိုင်းတနင်္လာနေ့ပိုင်းမှာသွားလို့ချိန်လို့ရလို့ရှိပါတယ်လို့လို့ဖို့အတွက်အားပေးတိုက်တွန်းလို့လည်းတခြား state တွေမှာဖြစ်ဖြစ်အမျိုးတွေစီမှာလေ့လာတာဖြစ်ဖြစ် shopping mall သွားချင်တာဖြစ်ဖြစ်အဲ့ဒီနောက်ပိုင်းမှာသွားဖို့အတွက်ကျွန်တော်အာအချံပေးလို့တယ်ပြီးတော့နောက်တစ်ခုအနေနဲ့နောက်တစ်ခုအနေနဲ့ကျွန်တော် ကျွန်တော်တို့ဦးစားပေးရမယ်ဖျားเจ้าကိုတော့ဦးစားမပေးကြဘူးဖျားเจ้าကိုကျွန်တော်ဦးစားပေးရမယ်ဒီမှာစံစာမှာပြောထားတယ်စံစာမှာပြောပြောထားတယ်မှာရှင်မတဲမှာယေရှုကလည်းထိုတငယ်တို့ကိုရှိစေတော့ငါထာတုလာ၏ကိုမစည်းသားချနဲ့ကောင်းကင်နိုင်ငံတော်တည်ထိုသူတို့၏နိုင်ငံဖြစ်သည်ဟုမိန့်တော်မူသည်ယေရှုခရစ်ကိုတော့ကိုတော့ကိုနှ ਾਇ ရကလေးတွေကိုယံတန်ဖို့ထားတယ်ကလေးတွေကိုယံချစ်တာဖြစ်တယ် ။တခါလေကျွန်တော်တို့အဖွဲ့အစည်းမှာကျွန်တော်တို့အသင်းတော်တွေမှာကလေးတွေရောလူငယ်တွေရောပေးချေထားကြတယ်။ကလေးတွေရောလူငယ်တွေရောအရေးမပေးကြအောင်။အဲကလေးတွေကတော့တော့တားဆူရတယ်။အရာထောက်ရှက်ဖြစ်တာပဲဆိုပြီးတော့ကျွန်တော်တို့လုံးတတ်ကြတယ်။ဒါပေမဲ့ယေရှုခရစ်ကိုယ်တိုင်ကအားကကလေးတွေကိုရချစ်တာဖြစ်တယ်။မိဘတွေတင်တို့ရဲ့ကလေးတွေကိုချစ်တည်နေသူအခြားသောကလေးတွေကိုလည်းချစ်ကြပါအခြားသောကလေးတွေကိုလည်းတန်ဖိုးထားကြပါ ကျွန်တော်ဘတ်စ်မှာလာတဲ့ကလေးတွေအားလုံးဒီမှာလာတဲ့ကလေးတွေအားလုံးကိုကျွန်တော် level level ထဲနဲ့အကုန်လုံးချစ်တယ်အကုန်လုံးတော့ပို့ထားတယ်သူကလေးကိုကြားတော့ကျွန်တော်တင်းမချစ်ပြီးတော့သူကလေးကြားတော့ကိုချစ်တယ်ဆိုတဲ့အားမျိုးကျွန်တော်မှာလုံးဝမရှိဘူးဒီကလေးတွေကိုကျွန်တော်အကုန်လုံးတန်းတူ level နေနဲ့ချစ်တယ်ထိုနည်းလကောက်ပဲဒီကလေးတွေကအဲ့ဒီချစ်ချင်းတဲ့တာတွေကိုခံစားတယ် so young people here make sure you got always come to church the church should be our priority make sure every time your mom say, hey, get up, we gotta go to church. Make sure you say, yes, man. Yes, mom. Yes, dad. I love to go to church. Where's my Bible? Fine, every Saturday, every Sunday, you guys should go to church. Your mom say, hey, mom, I don't wanna go to church today. I don't feel like it. I wanna stay home. I wanna hang out with my friend. Please don't do that. The church is very important. Some people became a teenager and you, an adult. They don't want to go to church anymore. There are a lot of people, they're after high school graduate and go, go to college. They don't go church, they don't go to church anymore. You know? Hopefully, this teenager, they're like 11, 12, 13, 14, 16. After they graduate high school, they will still come. Hopefully, they will still listen and stop talking sometimes older teenager they'll keep talking and talking the young the younger one they are act you got excellent listening do not copy if you have older brother older sister and if they did not listen to your parent if they did not listen at the church do not copy them do the right thing all the time okay so here we are prioritizing we are prioritizing school, but not church. We are prioritizing the sport. You know, oh my child, my child had to go sport. Oh my child had to go school. My child had to go activity. But no, no many parent or kid not excited to go to church. Many people think that church is boring. Don't learn anything. ကျောင်းတော်ဦးစားပေးတယ်တခြား activity တွေတော့ဦးစားပေးမယ်ကျွန်တော်တို့ဖခင်ကျောင်းတော်ဦးစားပေးကြတယ်မိမာကကလေးများမိခွန်းမထုတ်ပဲဘယ်ကျောင်းကိုမဆိုတက်ခိုင်းတယ်ဘယ်ကျောင်းကိုမဆိုဒီကျောင်းကကောင်းသလားမကောင်းဘူးလားဘယ်လိုစင်ပြေမလားမပြေဘူးလားကျွန်တော်တို့မိမိခွန်းမထုတ်ဘူးကြိုက်တဲ့ကျောင်းအခုချိန်မှဆိုပူပူဆိုးလာတယ်ကျောင်းတိုင်းဟာလည်းကောင်းတာမဟုတ် Christian ကျောင်းဖြစ်ဖြစ် private ကျောင်းဖြစ်ဖြစ်ဘယ်ကျောင်းမဆိုကျွန်တော်တို့ကလေ့လာရမယ် တတိထားရမယ်မတီးလို့ရှင်တော့တီးတဲ့လူကိုမင်းများပြီးတော့အချမ်းရတောင်းရမှာဖြစ်တယ်ဆိုတော့စာအုပ်များဝေတဲ့အချိန်မှာဖြစ်ဖြစ်နေတဲ့ဖို့နေတဲ့စာဖို့အတွက်ကျွန်တော်တို့ပေးချတဲ့ကလေးတွေကိုဒါမဲ့ဖျားချောင်းမှာအလှူပေးဖို့ဖျားချောင်းရဲ့ activity တွေအတွက်ဆိုရင်တော့ကလေးတွေကိုပတ်စံဖြစ်ဖြစ်မပေးချင်ကြအောင်ကလေးတွေငယ်ရွယ်တဲ့အချိန်မှာဖျားချောင်းအတွက်အလှူမွေးဟွာတွေတချို့ဆိုတော့ကလေးတွေကနေကြပြီ မိဘကအထူးဝင်ပေးကြတယ်အထူးဝင်ပေးတယ်လို့ဟန်ဆောင်ပြီးတော့မပေးဘဲနဲ့သူတို့ယူကြတယ်ကြိုက်တဲ့နေရာမှာတုံးတယ်အဲ့လိုမျိုးထိနေကြတယ်အဲ့လိုမျိုးကလေးတွေလည်းရှိလာပြီဆိုတော့အရန်တတိထားပါကိုယ့်ရဲ့ကလေးတွေကိုအထူးဝင်ပေးတဲ့အချိန်မှာအထူးဝင်ပေါ်မှာတည်ချထည့်သလားပြီးလို့ရှိရင်ပြန်ပေးပါခုနကဆံပေးတဲ့ဟာအထူးဝင်ထဲမှာထည့်သလားဆိုပြီးတော့တည်ချမင်းချင်းတချို့ကမထည့်ကြတော့သိပြီးတော့သူတို့ကလေးတွေနဲ့ gas station မှာတို့တခြားနေရာမှာတို့သူတို့ဝေတုံးကြတယ် ဆိုတော့အရာပြီတော့တတိထားစီလိုပါတယ်တင်ရဲ့ဝိညာဉ်ကလေးများရဲ့ဝိညာဉ်အတွက်သူညီတော်အားထုတ်ပြုလို့ပါသလားဝိညာဉ်ရေးဆုံးရှုံးခြင်းမဟုတ်ရင်ဖျားဝတီတော်ပညာတက်ကလေးများကိုပြုစုပြုထောင်ပါနဲ့ဝိညာဉ်တွေတော့ဆုံးရှုံးတယ်ဖျားเจ้าတော့ဥစားမပြေဒါပဲသူတို့ကအရန်တော်နေတယ်အရန်တက်တယ်ဒါပဲဖျားမသိလို့ရှင်တော်အလကားဖြစ်တယ်အဲ့တော့ကြောင့်ဖျားအပြီးချင်းဟာနံပါတ်1ရေးကြည့်တယ် ဖရာကိုတိပြီးမှစာတော်တာတို့ထူးချွန်တာတို့ဒါဟာကောင်းတယ်။ဒါမဲ့သူတို့တွေဘလောက်ပဲထူးချွန်ထူးချွန်ဘလောက်ပဲချမ်းမြေ့ချမ်းမြေ့ဖရာကိုတိဘူးဆိုတော့အလကားဖြစ်ပါတယ်။အဲ့တော့ကြောင့်သင်တို့ရဲ့ကလေးတွေကိုဖရာတိဖို့အတွက်ပို့ပြီးတော့ဥစားပေးပါ။ဖရာရဲ့အလိုတော်တိုင်းသောဖို့အတွက်ပို့ပြီးတော့ဥစားပေးစေလိုတယ်။ပြီးတော့ဒီမှာကျမ်းစာမှာလည်းပါကြောလဲမာကု၈:၃၆လူဒီစัจ java လာကိုအကျွမ်းမဲ့အစိုးရရဲ့ မိမိအသက်ဝင်ရင်ဆုံးဆုံးဆုံးရှုံးလင်အပြည့်အကျေစုရှိပါသည်။ဆိုတော့ကျွန်တော်ရဲ့ဝိညာဉ်အရာရေးချည်တယ် young people you think that you might be so smart at school and you're so talented but if you don't know Jesus Christ as personal savior it's not worth it. You need to know and you need to accept that Jesus Christ as personal savior. You guys have come to church for a long time. You guys have gone. Some of you are a teenager, but you never accepted Jesus Christ as personal Savior. So important. Some people will be the millionaire, number one, top one. But if they don't know Jesus Christ, what is the point? So make sure you are trusted Jesus Christ, personal Savior. Only Jesus can change your life. Only Jesus can help your life. Not your education, not your sport, not your parent, not me, anything. Only Jesus. So follow him, trust him, prioritize him. You will have a good and a blessed life. So wrong. ကိုယ့်ရဲ့တာသမီတွေရဲ့ဝိညာဉ်ရဲ့မိဘတချို့မိဘတွေနေတဲ့တကယ်ဘောရကင်းဖြစ်ပြီလားကျွန်တော်တို့ရဲ့အသက်တာအခန်းခင်စီမှာပေးဆက်ပြီလားပေးပြီလားဆက်ကပ်ပြီလားဆူတောင်းပြီလားဆင်ချင်စီလို့လေ ကျောင်းခရိယာဖြစ်လာတာနာမည်ခရိယာဖြစ်လာတာဖြစ်ပေါင်းကြားဖြစ်နေပြီဒါပေမဲ့လက်တွေ့ကြကြဘုရားခင်ရဲ့အလိုတော်ကိုဆောင်တော့ယုံကြည်သူတယောက်ဖြစ်ပါသလားကျွန်တော်တို့ဘုရားကျောင်းဘလောက်တစ္ဆာရှိရှိသွားတယ်လဲဘလောက်တစ္ဆာရှိရှိဘေးကန်းလူတန်းပါတယ်လဲကျောင်းရတဲ့တောင်ဆင်ခြင်ကြရအောင်ဒီဝိညာဉ်ရေးဟာအရာရေးချီတာဖြစ်တယ်အဲ့တော့ကျောင်းဒီကလေးတွေကိုကျွန်တော်တို့တန်တရာပြုရတာဖြစ်တယ်ဒီကလေးတွေရဲ့အနာဂတ် ဟာဖျားရဲ့လူတော်တိုင်းအယံမဲ့အရေးကြီးတာဖြစ်တယ်ပြီးတော့မိဘသူဝင်ဖြစ်တင်ရခန်းကန္တကျွန်တော်တို့မိဘအနေနဲ့ကျွန်တော်တို့ဘာလုပ်ဆောင်ရမလဲမိဘအနေနဲ့ကျွန်တော်ဘာလုပ်ဆောင်ရမလဲဆိုရင်တော့မိဘသူဝင်ဖြစ်တင်ရခန်းကန္တဝိညာဉ်ရေးဆရာခေါင်းဆောင်မှုအိမ်တွင်စတင်ပါမိဘကလေးတွေကအော်ကျွန်တော်ကျမတို့ရဲ့မိဘဟာဖျားအောင်ချစ်တယ်ဖျားအောင်တည်တယ်ဆိုတဲ့ဟာ ကလေးတွေမှာရှိဖို့လိုတယ်။တချို့မိဘတွေကအခုချိန်ချင်းမူရစေဝါရဲ့ခြေကျုံတော့ရောက်နေတော့မယ်။တချို့မိဘတွေကအခုချိန်ချင်းဖျားချောင်းမသွားရင်မိဘတွေညောင်များစွာရှိတယ်။ကျွန်တော်တိုင်းဝိုင်းမှာဆိုတော့အဲ့ဒီမိဘတွေကကလေးတွေဆုံးမသွင်းတဲ့အချိန်မှာဘလို့လို့ကလေးတွေကနားထောင်တော့ပါလေ။ကျွန်တော်တို့မိဘတွေကိုနိုင် ဆန္ဒမူနာဖြစ်ရမယ်ကျွန်တော်တို့မိဘကိုတတ်ရဘုရားကျောင်းကိုကြောကြောရွှင်ရွှင်နဲ့စိတ်ပါပါနဲ့ဘုရားကျောင်းကိုသွားတော်မိပါတွေဖြစ်ဖို့လိုပါတယ်အဲ့အတွက်ကြောင့်ဝိညာဉ်ရေးခေါဆောင်မှုအိမ်ကိုစတင်ရမယ်ကလေးများဘုရားကျောင်းသို့ခေါဆောင်သွားပါတင်းတို့ရဲ့ကလေးများနဲ့အတူစံစာဖတ်ပါအတူတကွစံစာဖတ်ပါအတူတကွဆုတောင်းပါအထူးသဖြင့်ကလေးတွေကြည်လာလို့ရှင်တော်ထင်းနေကြဆဲကျော်တက်ပြီဖြစ်လာတဲ့အချိန်မှာအတူတကွဆုတောင်းပါအတူတကွစံစာဆွေးနွေးပါအဲ့ဒါတွေလို့ဆောင်ပါ အဲ့လိုမျိုးနဲ့မိမာတဲ့ကလေးတွေဟာအများအားတငယ်ချင်းလိုဖြစ်သွားတယ်။ကလေးတွေနဲ့ရန်သူဖြစ်ပါနဲ့ကလေးတွေနဲ့တငယ်ချင်းဖြစ်ပါအဲ့ဒါမှသူတို့ကြီးလာတဲ့အချိန်မှာ high school college ရောက်တဲ့အချိန်မှာလည်းဖြစ်ဖြစ်သူတို့နဲ့တငယ်ချင်း mix ဝင်လို့ဆက်လက်ပြီးတော့ဒီရှိနေမှာဖြစ်တယ်။တချို့မိမာတွေကကလေးတွေနဲ့တငယ်ချင်းမဖြစ်တော့ရန်သူဖြစ်သွားပြီ။သူတို့ high school ပြီးတာနဲ့သူတို့ college တက်တာနဲ့အလုပ်စလုပ်တာနဲ့မိဘတွေနဲ့လုံးဝစကားမပြောအဆက်အသွယ်မရှိတော့ဘူး ။ဘာဖြစ်လို့လဲ။ကျွန်တော်တို့ကမိတ်ဆွေမတီဆောက်လို့ကြမ်းစာအမှုမဖတ်လို့စုအမှုမတောင်းလို့အဲ့လိုဖြစ်သွားတာဖြစ်တယ်။အဲ့တို့ကြောင့်တတိထဆီလို့ရတယ်။သူတို့နဲ့အတူစုတော့ကောင်းဆောင်စံနမူနာပြပါဘုရားကျောင်းလေးအဆောက်အဦတစ်ခုမြတ်တာဘုံမှာခရစ်တော်နဲ့ရှိတော်အစေးအပိုင်းထက်အစေးပိုင်းအထောက်ထားဖြစ်တယ်။ identity identity ဖြစ်တယ်မှာ So a church is, isn't just a building, it's a part of their identity and the crime. So when you guys came to church, make sure you build your friend. You know, don't just hang out with your close friend, your sibling. Find a friend. Find a friend. Make sure you find a friend. So that's how you make a friend. Hang out with different people group. So, on. Uh, ကျမ်းစာမှာပြောတယ်တရားမောင်ရကျမ်းအခန်းကြီး6အခန်းငယ်6ရဲ့ခွန်းယနေ့ငါမှာထားတော်စကားတော်ကိုကိုနှလုံးသွင်းရမည်ထိုစကားကိုဒီဤသားသမီးတို့ဟာကြိုးစား၍သွန်သင်ရမည်ကြိုးစား၍ဘာဖြစ်လို့ကြိုးစား၍လို့ပြောတယ်လွယ်ကူတဲ့အရာမဟုတ်ကလေးတွေကိုဘုရားဖက်မှာဖြစ်ဖြစ်ဒီ homework လုပ်ခိုင်းတာဖြစ်ဖြစ်မလွယ်ဘူးကလေးတွေကိုဆုံးမတဲ့အချိန်မှာအဲ့တကြောင့်ဘုရားခင်ကကြိုးစား၍ လို့ဆောင်ရမယ်ဒီနေ့မှလာဖို့အတွက်ဘလွယ်ကူမှာလို့အလုပ်ရှုပ်နေတာပဲစူးစားပြီးတော့လာကြတယ်စူးစားပြီးတော့လာနိုင်တယ်တင်းတို့ရဲ့ကလေးတွေကိုစူးစားပြီးတော့တွင်တင်ရမယ်လို့ဖျားခင်ကမင်းမင်းထားတယ်အိမ်လိုက်ထိုင်တဲ့နေဖြစ်စေခရီးလိုက်သွားနေဖြစ်စေအိမ်ရဲ့ထားတဲ့ရှိနေဖြစ်စေထိုစကားကိုပြောရမယ်အချိန်တိုင်းအိမ်ရဲ့အချိန်မှာမအိမ်ခင်မှာဖျားချောင်းသွားတဲ့အချိန်မှာကားပေါ်မှာဖြစ်ဖြစ်ကလေးတွေနဲ့ဖျားရဲ့အချောင်းဆွေးရမယ် တခါလေကျွန်တော်ဒီဆယ်ကျော်သက်တွေကိုဗေနဲ့ခေါ်တဲ့အချိန်မှာတို့လောကတချင်တွေဆိုကြတယ်တို့ပြန်တော်မိုင်းပြေဟေးကျွန်တော်တို့ကဖျားကြောင်းပဲဖျားတချင်ပဲဆိုပါဖျားကြောင်းတို့ကဂိမ်းတွေကြတော့အရန်ဆွေးနွေးကြတယ်ဂိမ်းတွေဟွာတွေဒါပေမဲ့ခုနကသင်ခန်းစာပါရီလိမ့်လာရတယ်ပါရီဟွာရတယ်ဆိုတာတော့တို့မပြောပြကြအောင်ကလေးတွေအိမ်ရောက်တဲ့အချိန်မှာတို့ချက်ချင်းအာတချက်ချင်းဒီမှာဒီမှာလောက်ကြတယ်ဒီနေ့ဆန်ဒေးစကူးမှာပါလို့လေ့လာခဲ့တယ်ပါလို့လောက်ကြတယ် ပြီးတော့မင်းရဲ့ဖျားဖျားချောင်းသွားတဲ့အချိန်မှာလေအင်တာနက်ချိန်မှာဖျားချောင်းသွားတဲ့အချိန်မှာဖျားချောင်းတွေကိုသွားတဲ့အချိန်မှာဆွေးနွေးကြပါအိမ်မှာနေတဲ့အချိန်မှာဆွေးနွေးပါအဲ့လိုလောက်တာတော့မှကလေးတွေဟာပျက်စီးပါသေးတယ်ကလေးတွေဟာပျက်စီးသေးတယ်ဆိုတော့မိဘတွေနေတဲ့ဖျားခင်ကကြိုးစား၍လောက်ခိုင်းစေလိုတယ်အဲ့တော့ကြောင့်ဖျားချောင်းကိုလီလီလူရှုချင်းရဲ့အကျိုးဆက်များဖျားချောင်းကိုတဖို့ထားဦး ရားကြောင့်ဝခုမဆိုင်ဘူးဆိုရင်တော့ဘာလို့ဖြစ်နိုင်လဲဘုရားကြောင့်တဖို့ထားဆိုရင်ဝိညာဉ်ရေးရရှုံထွေးနိုင်တယ်ကိုချစ်တရားတွေပြတ်ပြားလာတယ်လူတွေဟာကိုချစ်တရားပြတ်ပြားကြတယ်လူတွေကိုတတ်ဖို့အတွက်ဝန်မလေးကြတော့တချို့ထင်းနေကြတချို့လူကြီးလူငယ်တွေဖြစ်ဖြစ်လူတယောက်ရဲ့အတက်ကိုတတ်ခြင်းဟာကိမ်းကစားသူဖြစ်သွားပြီဘာကြောင့် လူ့တက်တယ်ဘာကြောင့်ဖျားကြောင်းတွေအတင်းတော်တွေကြောင်းတွေမှာလူတက်မှုတွေအများကြီးဖြစ်တယ်အဲ့ဒီတရားခံမမေးတဲ့အချိန်မှာတို့ကဟောမတိဘူးတင်းနဲ့ဖြစ်ချီတာပဲတို့အတွက်ဘာမှတဖို့မရှိတော့တို့အတွက်ဘာမှကြောက်စရာတကယ်စိုးရိမ်စရာလိုမျိုးမထင်တော့ပဲနဲ့တို့ရဲ့ကစားစရာလိုဖြစ်နေတယ်အဲ့အတွက်ကြောင့်ဒီဂလိလိမတွေရောဒီကလေးတွေရဲ့ဘုရင်ကြီးပိုက်ဆံမှာမရှုပ်ထွေးဖို့အတွက် ကျော်ဖျားကျော်ဦးစားမပြီးတော့ဘူးဆိုရင်တို့ရဲ့အချင်းတရားတွေပြပြမယ်ဖျားတခင်နဲ့ဝေးကွာမယ်ဖျားတခင်ရဲ့ရွယ်ချက်ကိုအကောင့်ထဲပေါ်ဖို့အခွင့်အရေးတွေလွတ်သွားမယ်ဒီနေ့လာချင်အဖြစ်ဒီတော့အကျိုးရှိနိုင်မယ်လို့ကျွန်တော်ယုံကြည်ပြောလိုက်တယ်ဒီနေ့ကလေးတွေလာချင်အဖြစ်အကျိုးရှိနိုင်မယ်လို့ယုံကြည်ပြောလိုက်တယ်အဲ့တော့ကျွန်တော်တို့အစီအစဉ်ဆက်တင်မှာလုပ်တဲ့အချိန်တိုင်းအချိန်တိုင်းမှာကလေးတွေအတွက်ရန်အကျိုးရှိတယ်ကဲတင်ချင်းတော့ကဲတင်ချင်းမရသေးတဲ့ကလေးတွေကဲတင်ချင်းရတော့နေဖြစ်တယ် ကဲသူချိရသောကလေးတွေဟာဖရာရဲ့အမှုတော်မြတ်မှာအတ္တတာပြည့်စက်တော်နေဖြစ်နိုင်တယ်အဲ့ဒါကိုမလာချားသူတို့တွေဆုံးရှုံးသွားနိုင်တယ်အဲ့တော့ကြောင့်ကလေးမိဘများအနေနဲ့ဖျားချုံးကိုဦးစားပေးလိုတယ်မြမတုရကျမ်းမှာဆလေးဆနေလူချင်းရဲ့အတိုင်းမှန်တော်လက်ခဏရှိတော်လဲအဆုံးလိုက်ဒီတေချစ်တော့ပို့တော်လမ်းတစ်မျိုးရှိတယ်တဲ့ကျွန်တော်တို့မိဘတွေအနေနဲ့ ဆရာတွေအနေနဲ့မိဘတွေအကလေးတွေကိုအနာဂတ်မှာပညာရှိဖြစ်ခိုင်းစေခြင်းနဲ့ဖော်ဟာဖြစ်ခိုင်းစေခြင်းနဲ့ဒါပေမဲ့ဖရားရလို့တော့ပါလေမိဘတွေဖြစ်ခိုင်းစေခြင်းကအရာထက်ဖရားမှာဖြစ်ခိုင်းစေခြင်းလာလေဆိုတာမိဘအနေနဲ့ဖရားကိုလည်းနေဖို့လိုတယ်ဖရားကအိုးကိုရောရှင်ကျွန်မရဲ့သားသမီးတွေဟာကိုရောရှင်ဖရားလို့ပါဟာပါလေဘယ်လိုမျိုးဖြစ်ခိုင်းစေခြင်းလာလဲ တချို့မိဘတွေကိုယ့်ရဲ့သားမျိုးဒီဟာဖြစ်မှဟိုဟာဖြစ်မှအသိဖြစ်ခိုင်းစေခြင်းနဲ့ဒါပေမဲ့ဖရာရဲ့လိုတော့မဖြစ်ဘူးဆိုဖြစ်လာမှာပေါ့အဲ့တော့ကြောင့်ဟိုဟာဒီဟာဖြစ်တာတဲ့ဒီကလေးတွေဟာဖရာရဲ့အလိုတော်တိုင်းဘယ်လိုမျိုးအသက်ရှင်မလဲဖရာရဲ့အလိုတော်ဘယ်လိုဆောင်မလဲဆိုတဲ့အဟောကိုစားပေးရမှာဖြစ်တဲ့အကြောင်းလူရဲ့အကြစီလူရဲ့အတွေးခေါ်တွေဟာဖြစ်စီတတ်တယ်ဆုံးရှုံးတတ်တယ်တော်လူတွေကအများကြီးချန်စီတယ်အများကြီးရွယ်တယ်။အော်ဒီအလုပ်လုပ်မယ်ဒီအိမ်ဝေးမယ်ဒီကားဝေးမယ် အော်နောက်ဒီချလို့ရှိဒီလိုဒီလိုလုပ်ပဲဒါပဲဘုရားတခင်ရဲ့အမှုတော်ရှိလို့ရှိရင်တော့ကျွန်တော်တို့ဆုံးရှုံးခြင်းတွေရောက်မှာဖြစ်တယ်အဲ့တော့ကြောင့်မိဘများအနေနဲ့ဘုရားတခင်ရဲ့လိုတော်တိုင်းကိုယ့်ကိုယ်အသက်ရှင်လို့ဒီဘုရားခင်တွေကိုကလေးတွေကိုပြုစုပျိုးထောင်ဖို့အတွက်အားပေးတိုက်တွန်းလိုတယ်ပြီးတော့ဘုရားတခင်ရဲ့ foundation ဆိုတာဘုရားခင်စောစီတီတွေ့ချင်းရေရှည်အကျိုးအသက်ရောက်တယ်ဘုရားခင်မှာ foundation ကျွန်တော်တို့အုံမြင့်အုံမြင့်ချလို့ရှင်တော်ဖျားခင်ရဲ့လူတော်မှာအုံမြင့်ချချားချင်ရချိုးချေစုရပါလေဆွနာရပါလေဆိုရင်တော့စောစီစွာထိတွေ့ခြင်းရေရှည်အချိုးတရောက်မှုရှိတယ်ကလေးတွေကိုစောစောစီစီဖျားခင်နဲ့မိတ်ဆက်ချိုးရှင်ကလေးတွေကိုစောစောစီစီဖျားပြီးခိုင်းစီလို့ရှင်တော့အမဟောင်းကဘာလူကလေးများကိုခိုင်ခန့်စွာရည်တည်နိုင်အောင်ကူညီပေးတယ်သူတို့ကိုအထောက်ထားနေချမှုရည်ရွယ်ချက်ကူပေးတယ် ။ဘုရားကျော်တည်လို့ရှိရင်တော့တို့ရဲ့ရွယ်ချက်တို့ရဲ့အနာဂတ်ဟာပို့ပြီးတော့တို့ဟာကောင်းမွန်စွာမြင်တွေ့မှာဖြစ်တယ်။ဆာလံမှာဗျောတယ်လေ။အိုးဘုရားတခင်ကိုရော်ဒီအကျွန်ုပ်ကိုငယ်တော်ရွယ်မှဆာ၍တွင်တင်တော်မူပါပြီ။ယခုတိုင်အောင်အောင်းအောင်းဖွယ်တော်မူလို့ကိုအကျွန်ုပ်ပြပါပြီ။ဆိုတော့ငယ်တော်ရွယ်နဲ့ကလေးတွေရောတွင်တင်ဖို့အရေးကြီးပါတယ်။ တချို့ဒီတို့မိဒီလာတဲ့မိသားစုထဲမှာဒီတို့ရဲ့ကလေးတွေ high school တက်နေတယ် high school ပြီးသွားပြီတချို့ကဘုရားကျောင်းမရောက်တော့ဘုရားကျောင်းဆွေးနွေးလို့မရတော့သူတို့ကအရန်ရင့်ချက်နေပြီလောကနဲ့မဆွေးအဲ့တချို့အခုဒီတို့ရဲ့ကလေးတွေ high school မရောက်ခင်မှာ high school မပြီးခင်မှာ middle school မရောက်သေးခင်မှာအချင်းပြီးပြီးတော့ကလေးတွေကိုသင်ပေးပါဘုရားနဲ့ဆွေးနွေးပါဆုတောင်းပါဘုရားကျောင်းသွားပါ အဲ့ဒါမှာ high school college ရောက်တဲ့အချိန်မှာလည်းတောက်လျှောက်ရရဲ့ဘုရောတိုင်းသွားမှာဖြစ်တယ်။အဲ့တော့ကြောင့်ဥပဥစားပြည့်စုံလို့ပါတယ်။ဆိုတော့နောက်ဆုံးဒီအနေနဲ့ဒီမှာသာရမန္တန်အောင်မြင်မှုကြီးယာယီဖြစ်တယ်။အောင်မြင်မှုကကျွန်တော်တို့ကဖြစ်စည်းတတ်တယ်။ဒါပေမဲ့ကေတိချင်းဟာသာရတဲ့ဖြစ်တယ်။ကေတိချင်းဟာသာရပြဖြစ်တယ်။အသက်ဖြစ်တယ်။ကေတိချင်းရပြီဆိုရင်တော့မဆုံးရှုံးနိုင်တော့ဘူး။ တချို့လူကကဲတူချင်းရတာဆုံးရှုံးနိုင်လားမဆုံးရှုံးနိုင်ဘူးလားဆိုတော့တန်ပြရလို့ရှိတယ်နာမည်ကျွန်တော်တို့ဒီမှာသင်ပြတာကတော့ကေတင်ချင်းကြီးရှုခရစ်ကိုမိမိရဲ့ကေတင်ပါရှင်ဖြစ်လက်ခံယုံကြည်ပြီးလို့ရှိတော့ဝန်ခံပြီးလို့ရှိရင်ဘလောက်ပဲဖြစ်ဖြစ်ကျူးလည်းပဲမဆုံးရှုံးနိုင်တော့ဘူး။ဒါမဲ့တနေ့ကျရင်ကောင်းကင်မှာသုတရဖူရလာမရဘူးလားဆိုတဲ့အားဖြင့်ကျွန်တော်ရဲ့လုံဆောင်ချက်ပေါ်မှာမူတည်တယ်။အဲတော့ကြောင့်ကေတင်ချင်းကြီးထာဝရဖြစ်တယ်။ဖျားခင်ဟာလင်ညာတော့ဖျားမဟုတ်ဘူး။ သာရအတွက်ကဲတင်တာဖြစ်တယ်။တင့်ကလေးများကိုဒီဘဝနဲ့နောက်ဘဝအတွက်လုံဆောင်ပေးပါ။တင်ညာရှင်များကိုပြုစုပြောင်းထောင်ရုံမကခရစ်တော်ရဲ့တပည့်တော်များကိုမွေးထုတ်ပါ။ကိုယ့်ရဲ့သားကြီးတွေခရစ်တော်ရဲ့တပည့်အမှုတော်ဆောင်ဖြစ်လာဖို့အတွက်မွေးထုတ်ပါ။အဲ့တို့ကြောင့်အကြီးသားတွေကိုကျွန်တော်ကတခါမွေးထုတ်ပေးတာဖြစ်တယ်။မွေးထုတ်တာဖြစ်တယ်။အဲ့တို့ကြောင့်မိဘများအနေနဲ့တင်ညာကလေးများကိုမွေးထုတ်ပါ။ဆိုတော့ ။ဒီမှာရှင်ယောဟန်ကမပြောထားတယ်။ယောဟန်တဲ့ခန်းငယ်လေးမှာတင်းတို့ဤဝမ်းမြောက်ရှာကြောင်းစုံလင်စီချင်းခံလဲဤရယာနာကိုငါတို့ဒီရေးလိုက်။ဆိုတော့ဘုရားတစ်ခင်၌ဝမ်းမြောက်ခြင်းမှာအပတခြားမမှရှိဘူး။ဂျေဇုတော်ချီးမွမ်းခြင်းစင်မှာအပတခြားအကျွေးပါမရှိစေနဲ့တဲ့။တခြင်းမှာအဲ့အတွက်ကြောင့်ဒီကလေးတွေဟာဘုရားရဲ့လူတော်တိုင်းသွားခြင်းဟာ ဘုရားခင်ဝမ်းမြောက်စေသလိုမိဘများလည်းဝမ်းမြောက်စေမှာဖြစ်တယ်။အဲဒါကြောင့်ဦးစားပေးစေလိုတယ်။ဦးစားပေးစေလိုတယ်။ပြီးတော့ဒီမှာနောက်မိဘများအတွက်နောက်ဆုံးတာဝန်ကျွန်တော်တို့မိဘတွေရဲ့တာဝန်ကပါလေဘုရားကျောင်းဒီစိတ်ကြိုက်ရွေးချယ်ဖို့မဟုတ်မရှိမဖြစ်လိုအပ်တယ်ဘုရားကျောင်းကသွားချင်မှသွားမယ်မသွားချင်မသွားဘူးဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ဘုရားကျောင်းကိုသွားဖို့သွားရမယ်ဦးစားပေးဖို့ပေးရမယ်ဆိုတဲ့ဟာလေကလေးတွေကို ဆုံးမသူတည်ဖို့လိုတို့မိဘသားအနေနဲ့အရာရေးချစ်ကြောင်းတည်ဖို့လိုတယ်စံနမူနာအဖြစ်ဥဆောင်ပါဥပမာဖြစ်ပါမိဘတွေကြတော့ဘုရားကျောင်းမှာတချို့မိဘတွေရှိတယ်ဘုရားကျောင်းကမိဘတွေလောကဘုရားကျောင်းမရောက်ကြအောင်ဒါမဲ့ကလေးတွေရောတော့ဘုရားကျောင်းမှာတင်းတွားခိုင်းတယ်အတင်းတွားခိုင်းတဲ့မိဘတွေရှိတယ်ဆိုတော့အဲ့လိုမျိုးမဟုတ်ပဲねမိဘတွေကိုနှိုင်းရဘုရားကျောင်းကိုတွားဖို့အတွက်အိမ်တော်မှာအရေးကြီးတယ်ဘုရားကျောင်းဟာအရမ်းပဲ မသွားမဖြစ်သွားရမယ့်အရာဖြစ်တယ်။စာနမူနာဥဆောင်မှာခရစ်တော်ရဲ့အလိုတော်ကိုရွေးချယ်နေစဉ်သွင်းသင်ပါ။ပေရာဥစားပြရမယ်။ဖျားချောင်းကိုသွားရမလား။ပငယ်ချင်းစီပင်မှာသွားရမလား။အနေရသူတို့မိခွထုတ်ပြီးတော့ရွေးချယ်ခိုင်းပါ။ဆိုတော့တတိထားပါဒီဒီထာဝရထာဝရကိုပုံဖော်နေတယ်။ဒီကလေးတွေဟာထာဝရအတွက်ဖြစ်တယ်။ပြီးတော့နောက်ဆုံးအနေနဲ့ဒီမှာအဲဒီဟွာဂျောရှွာ ငါနဲ့ငါအိမ်သားဖြစ်လေထာဝရဖျားကိုတော်ဝတ်ပြုမယ်။ငါနဲ့ငါအိမ်သားဖြစ်လေထာဝရဖျားကိုဝတ်ပြုမယ်ဖြစ်တယ်။အဲ့တော့ကြောင့်ဒီလာနေတဲ့ပြည်မာတွေအားလုံးလည်းဒီနေ့ဖျားခြင်းစမဆူတောင်းစီလိုပဲ။ငါနဲ့ငါအိမ်သားဖြစ်လေဖျားခြင်းတော်ကိုပဲပဲ။ဖျားခြင်းရလို့တော့တဆောင်းပဲဆိုပြီးတော့ဒီရဲ့ဆူတောင်းချက်အခုနာတရားဟောတဲ့ယာရင်အခုနာဟာလေအကုန်လုံးဘာမှမဖတ်မိတော့မှ နောက်ဆုံးရဲ့ဒီချပိုင်လေးဟာငါနဲ့ငါ့သားဖြစ်တဲ့ထာဝရဖျားကိုသာဝတ်ပြုပြီကျမနဲ့ကျမမိသားစုတာသမီးတွေဟာထာဝရဖျားကိုသာဝတ်ပြုကိုးကွယ်ပြီဆိုတဲ့ဟာလေးကိုတတိယပြီးတော့ဆိုတဲ့ဟာလေးနဲ့ကျွန်တော်တို့အာဆုတောင်းပါကိုယ့်ရဲ့တက်တာဆက်ကပ်ပါဒါဆိုရင်တော့ဖျားခင်ကလို့ဆောင်ပေးတာဖြစ်တဲ့ခြေစတော်ချီးမွမ်းတဲ့ခုလိုမျိုးကြော်ရဲမထိုင်မတမဲနဲ့တော့မတော်ဝင်ဟောက်ခွင့်ရတဲ့အရောက်စီတိုင်းခွာရကြလိမ့်မယ်လို့ ို့ချင်ခါလေးနဲ့အမြောက်စတိုင်ခါရှိကောင်းချီးပေးပါစေဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော် announcement